Hello Mike တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mike တွေကစိတ်ဝင်စားစရာကောင်းတဲ့ topic တစ်ခုဖြစ်တဲ့ revenue model အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆို လုပ်ငန်းတစ်ခုရဲ့ revenue ဝင်ငွေအကြောင်းကိုစဉ်းစားကြည့်ရအောင်လုပ်ငန်းတစ်ခုရဲ့ဝင်ငွေ revenue ဆိုတာပါလေ မှန်တော့ဝင်ငွေဆိုတာလုပ်ငန်းတစ်ခုရဲ့အကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုခုကိုရောင်းချတဲ့အခါရောင်းချလိုက်တဲ့အကုန်ပစ္စည်းဒါမှမဟုတ် ပေးလိုက်တဲ့ဝန်ဆောင်မှုနဲ့ညီများရဲ့ငွေကြေးပမာဏတစ်ခုခုကိုဝယ်ယူသူတွေစီကပြန်လည်ရရှိတာကိုပြောတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကကုမ္ပဏီတစ်သေးလေးတွေကစားလို့နိုင်ငံတကာကုမ္ပဏီကြီးတွေမှာအထူးအသုံးပြုနေတဲ့ဝင်ငွေရရှိအောင်ရှာဖွေနည်း၈ခုရှိပါတယ်။ အဲ့ဒါကိုမှတ်ရလွယ်အောင်နှွားရှိကောင်းနဲ့နိုင်ရှင်ပြီးဒီနေ့မှပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ the product says model ဥပမာသင်တို့ကကိုနှွားချန်ကနေကိုတိုင်နှွားနှုတ်တွေကိုညှစ်ပြီးရောင်းပါတယ်လူတစ်ယောက်ကနှွားနှုတ်တစ်ခုလာဝယ်တိုင်းသင်ကအဲ့နှွားနှုတ်တစ်ခုကိုပတ်စံရနေမှာပါဒါကတော့ကုန်ပစ္စည်းတွေကိုရောင်းချတဲ့ the product says model ပဲဖြစ်ပါတယ်ဒီ model တခုကတော့ subscription model လို့ခေါ်ပါတယ်ဒီ model မှာတော့ priority ကိုတစ်ခုချင်းရောင်းချတာမျိုးမဟုတ်တော့ဘဲလဆင်ကြီးနဲ့ရောင်းချတာပဲဖြစ်ပါတယ်။ဥပမာသင်ကနွားနို့တွေကိုရောင်းတဲ့နေရာမှာတဘူးကိုဘလောက်ဆိုပြီးရောင်းချတာမျိုးမဟုတ်တော့ဘဲတလကိုဘလောက်ကြမယ်အဲ့အတွက်လဆင်နွားနို့ပုံမှန်ပို့ပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုခေါ်တာပဲဖြစ်ပါတယ်။နောက်ထပ် model တစ်မျိုးကတော့ leasing model ပဲဖြစ်ပါတယ်။သင်ကတဲ့နွားကိုတခြားတစ်ယောက်ယောက်ကိုငှားလိုက်ပါတယ်။အဲ့ငှားသွားတဲ့သူက အဲ့နွားနဲ့နွားတို့ရောင်ပြီးဖြစ်ဖြစ်လဲထုံပြီးဖြစ်ဖြစ်ပတ်ဆက်ရှာတယ်လို့သင်ကလည်းငားရမ်းထားတဲ့ကာလအတွင်းမှာနွားငားရမ်းကအနေနဲ့ဝင်ဝင်တကူပုံမှန်ရရှိနေမှာဒါပေမဲ့အဲ့နွားကိုတော့သင်ကသာပိုင်ဆိုင်ပါတယ်နောက်ထပ်ထူးခြားတဲ့ revenue model ကတော့ licensing model ပဲဖြစ်ပါတယ် licensing model မှာတော့ တင်က product ကိုရောင်းချတာငားရက်တာမဟုတ်တော့ဘဲ mobile ခွင့်ကိုငားရက်တာမျိုးကိုဆိုလိုပါတယ်။ဥပမာတင်မှာသူများနဲ့မတူဘဲအနက်ရတာနဲ့ပြည်စုံတဲ့နွားနှုတ်ကိုရအောင်ညင်းဤတစ်ခုရှိတယ်ဆိုပါစို့။အဲနွားနှုတ်ညင်းဤကိုတခြားနွားနှုတ်ရောင်းတဲ့သူတွေကလည်းလိုချင်တဲ့အတွက်အခကြီးငွေယူပြီးပြန်လဲအသုံးပြုခွင့်ပေးုံနဲ့တင်ဟာနွားနှုတ်လဲထုတ်ရမလို့နွားလဲငားရမလို့ပဲဝင်ဝင်ရရှိနေမှာပဲဖြစ်ပါတယ်။စီပွားရေးနယ်ပယ်မှာဘယ်ဟာမှအလကားရတဲ့ဟာလို့မရှိပါဘူး။ ဒါပေမဲ့အလကားရနေအောင်တော့ဆောင်းလို့ရပါတယ်ဒီ model မျိုးစားကိုတော့ premium model လို့ပဲခေါ်ပါတယ်ရှုပ်သွားကြပြီလားတင်ကဝယ်သူအစ်စ်တယောက်လာတိုင်းနွားနို့တစ်ခွက်အလကားတိုက်ပါတယ်ဒါပေမဲ့အဲဝယ်သူကထပ်တောက်ခြင်းရင်ပဲဖြစ်ဖြစ်အိမ်ကိုယူသွားခြင်းရင်ပဲဖြစ်ဖြစ်တင်းစီကအလကားထပ်ရတော့မှာမဟုတ်ပဲဝယ်မှရတော့မှာဖြစ်ပြီးအဲ့ဒါကို premium model လို့သတ်မှတ်ကြပါတယ် နောက်ထပ် revenue model တစ်ခုကတော့ advertising model ပဲဖြစ်ပါတယ်။ဒီ model မှာတော့သင်ကနွားနုတ်ဘူးတွေကိုအလကားဒါမှမဟုတ်အလွန်သက်သာတဲ့ဈေးနဲ့ဝယ်ယူသူတွေကိုရောင်းချပေးတော့မှာပါ။ဒါဆိုဘယ်ကအမြတ်ယူကြမလဲ။ advertising model မှာတော့ဝင်ငွေကဝယ်ယူသူတွေစီကတိုက်ရိုက်ရရှိတာမဟုတ်တော့ဘဲသင်ရဲ့လုပ်ငန်းမှာကြော်ညာလာရောက်ထည့်တဲ့သူတွေစီကရရှိတာပဲဖြစ်ပါတယ်။ဥပမာ Facebook ရဲ့ revenue model က advertising model လို့သတ်မှတ်လို့ရပါတယ်။ ဒါနဲ့ shop.com တို့တရုတ်ကနာမည်ကြီး online shopping ဖြစ်တဲ့ Alibaba တို့ကကိုယ်တိုင်နဲ့ကုန်ပစ္စည်းမထုတ်ဘဲဘယ်ကဝင်ငွေရနိုင်ကြလဲဆိုတာစဉ်းစားဖို့ကြတာဒီ model ကိုတော့ commission model လို့ခေါ်ပါတယ်ဒီ model မှာတော့သင်ကကိုယ်တိုင်နွားနှုတ်မရောက်တော့ပါဘူးအဲစားသင်ရဲ့ခြံချစ်မှာတခြားနွားရံနေစီကနွားနှုတ်ကိုယူပြီးရောင်းပေးပါတယ်အဲ့လိုရောင်းပေးတဲ့အတွက်သင်ကိုနွားနှုတ်ရောင်းခိုင်းသူတွေက commission ပေးရမှာပဲဖြစ်ပါတယ်ဒီနေ့ရဲ့ နောက်ဆုံး revenue model လေးကတော့ usage based model လို့ခေါ်ပါတယ်ဒီ model မှာတော့အတင်ကဝယ်ယူသူတွေစီကနွားနှုတ်တောက်တဲ့ပမာဏပုံမူတည်ပြီးပတ်စံရနေမှာလစဉ်မီတာကြီးဆောင်ရတယ်လို့ပေါ့ဒါဆိုဒီနေ့မှာတော့စီးပွားရေးနယ်ပယ်မှာတွေ့ရလေးရှိတဲ့ပုံမှန်အယောင်းဝယ်တင်မဟုတ်ဘဲဝင်ဝင်ရရှိအောင်ရှာဖွေနိုင်တဲ့ဤလဲရှစ်ခုအကြောင်းကိုမိုက်တယ်ကနေမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်နော် This is Mighty and see you soon.